ီးခဲ့တဲ့အတိတ်ကိုကျွန်တော်နောင်တော့ရတာပဲကျွန်တော်နောင်ကြမရလို့ရှိရင်လည်းကျွန်တော်ဒီပုံစံနဲ့ကျွန်တော်ရှစ်ဆက်ဖြတ်တန်းလို့ကျွန်တော်ဘယ်ရမှာလဲကျွန်တော်2013 6လပိုင်း28ရက်နေ့မှာစပြီးတော့အဲလူပွားရဲ့ငရဲဆိုတဲ့နေရာကိုကျွန်တော်ရောက်သွားတယ်2020 6/9 18 18ရက်နေ့မှာကျွန်တော်ပြန်ပြီးတော့ဘာဖြစ်လာတယ်ကျွန်တော်ရဲ့အမေဟိုကျွန်တော်ဟိုအတုပကျွန်တော်လည်းပို့ခဲ့ရဘူးကျွန်တော်မှာဆုံးရှုံးမှုလေးတွေအများကြီးကျွန်တော်ဖြတ်တန်းခဲ့ရတယ်ကျွန်တော်တွေ့ခဲ့ရတယ်အဲ့ဒီအပေါ်မှာ ကျွန်တော်ပြောင်းလဲလာတယ်ပြောင်းလဲလာဖို့အတွက်နောင်တဆိုတာအဲ့မှာကလေးကကျွန်တော်ဖတ်သားခဲ့ပြီကျွန်တော်ကြုံကြည့်ခဲ့ရပြီဒီကျွန်တော်ခုနေကိုယ့်အကိုလည်းကျွန်တော်နောင်တအဲ့ဒါရပြီသားပါအဲ့ဒါနောင်တရတို့လည်းနောင်တဆိုတာနောက်မှတရတယ်ဆိုပေမဲ့မှားတာကိုမှားမဲ့သိပြီးတော့မှန်အောင်ပြင်နိုင်ခဲ့လို့တဲ့ကျွန်တော်ကိုယ့်ကိုယ်လည်းဟိုဒါကြုံကြည့်တယ်ပေါ့နော်ကိုကိုကြုံကြည့်တယ်အဲ့တော့နောင်တရလာဆိုရပါတယ် နာပါခင်ဗျအဲကျွန်တော်ကတော့ဒီကန္ဒဝင်ကတူးဆိုတဲ့ဇကာပေါ့နော်ဇကာမှာကျွန်တော်ပါဝင်ရတာတော့ကျွန်တော်ဒီဟိုဇက်ွက်တစ်ခုကိုပါဝင်အားဖြည့်တာပါခင်ဗျဒါဒီကားမှာဒါဒါကိုနေတိုးနဲ့ကလည်းကျွန်တော်နဲ့ကဟိုအမြဲတမ်းခင်ခင်မင်မင်လည်းရှိတယ်စကြတဲ့ကလည်းကျွန်တော်တို့ဒါဆက်သွယ်လည်းအမြဲတမ်းရှိတော့ပေါ့နော်ဒီနေရာမှာဟိုတိုင်းတပါတာစစ်သူကြီး တယောက်လိုတယ်ပေါ့နော်ပထမအဲ့လိုကိုနေတိုးနဲ့ပထမအဆုံးဒါစီဂျင်းထုတ်မဲ့စစ်သူကြီးတယောက်လိုတယ်ဆိုတော့အဲ့နေရာမှာကျွန်တော်ကပါဝင်အားဖြည့်ပေးတာပါကျွန်တော်အခန်းကအဲ့ဒီဧည့်သည်ဧည့်သည်တယောက်ဆောင်နေတယ်တပဲကျွန်တော်ပါဝင်အားဖြည့်ပေးတာပါခင်ဗျာကိုယ်ဆက်စားကြည့်ဦးပြတာပဲဟုတ်ကဲ့ကျွန်တော်ပထမအဆုံးဒါ opening scene ပေါ့နော်ဒါမဲ့ကြည့်ရတာကတော့အများဆုံးကြည့်ရရင်ကျွန်တော်တို့ဒါဟို5မိနစ်5မိနစ်စာလောက်ပဲကျွန်တော်တို့ရှိမှာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ရိုက်ရတာကတော့ကျွန်တော်တို့ဒီအချိန်တွေပေးရတယ်ပြီးလို့ရှိရင် ြောဟိုဟာအဝတ်စားတွေစီစဉ်ရတယ်ဒါဒီဇိုင်းဒီဇိုင်နာကနေတည်တည်ဆာကျွန်တော်တို့ဒါတခြားလေးဟိုဟာအဝတ်စားတွေချုပ်ပေးတယ်ပြီးလို့ရှိရင်ရိုက်တဲ့အချိန်မှာလည်းဟိုကင်မရာအင်္ဂယ်ရှူတောက်အမျိုးမျိုးကနေကျွန်တော်တို့ရိုက်ရတယ်ပြီးလို့ရှိရင်ဒါဟိုနောက်ကဟိုဟာပေါ့ဒီ setting တွေ proc တွေအများကြီးကျွန်တော်တို့ဒါပါဝင်အားဖြည့်ရတယ်အဲ့တော့ဟိုကြည့်တဲ့အချိန်မှာတော့ limit စာလောက်ပဲကျွန်တော်တို့ကြည့်ရတယ်ဆိုပေမဲ့လည်းအဲကျွန်တော်တို့ရိုက်တဲ့အချိန်မှာတော့ တရက်လုံးလုံးကုန်ပါတယ်မနေ့ကလည်းရိုက်လို့ရှိရင်ကျွန်တော်တို့ညညနေ6နာရီနောက်ထိကိုကျွန်တော်တို့ရိုက်ရတာဖြစ်ပါတယ်ဟုတ်အခုချင်းအဲ့ဒါဆိုရင်ရိုက်ပါမယ်ခဗျာအဲ့ဒါဆိုရင်ရိုက်မှာပဲလားအဲ့ဒါဆိုရင်ရိုက်မှာပါလားဆိုတော့ကျွန်တော်ကတော့ဒီဘာလိုပဲဖြစ်ဖြစ်ဒီဇကာတစ်ခုမှာဒီဒီဒီဇက်ဝင်ကံပထမဆုံး overnight sim ပေါ့နော်ဒီကန်ဝင်ကတိုးဖြစ်လာတဲ့ဟိုအချောင်းပေါ့နော်ဒီအဲ့ပေါ့အဖီးဖြစ်မှာပေါ့အဖီးပေါ့ဒီဒီဇကာတကားလို့ရဲ့ဟိုဇလန်းစလာခဲ့တဲ့ ဟိုပါပေါ့ရေတောက်မြစ်လို့ပြောရမှာပေါ့နော်ဟိုအဲ့တည်းကြောင့်ခေါ်ရင်လည်းရိုက်မှာလားဆိုတော့အဲ့လိုမျိုးတွေတော့မဟုတ်ပါဘူးအဲအခုဒီကားမှာဆိုလို့ရှိရင်ကိုလီတိုးနဲ့အာကိုလီတိုးကနေကျွန်တော်ပြောတစ်ဆင့်ပြောတယ်အဲပြီးတော့ပြီးမှလည်းကိုဆိုးမိုးတို့ပြောရှင်ဒါပရိုဂျူဆာတွေထုတ်လုပ်သူတွေရလဲဒါဟိုအဓိကတော့ကျွန်တော်ကုနေတိုးကြောင့်ကျွန်တော်အပောင်းဝင်ကုနေပေးတာပါပြီးလို့ရှိရင်လည်းဒါထုတ်လုပ်သူတွေနဲ့ကလည်းအခုမှစပြီးတော့ကျွန်တော် make ဟို mix တွေဖြစ်သွားတယ်ပြီးလို့ရှိရင်စုံမှုနဲ့ကလည်း ကျွန်တော်နဲ့ကဟိုးအရင်ကတော့ဗီဒီယိုခစ်တုန်းကလည်းကျွန်တော်တော်တော်များများတော့စုံခဲ့ပြုတယ်အဲသူဒရိုက်တာမဖြစ်ခင်အချိန်ကြီးကလေးကလည်းကျွန်တော်တို့ဒါခင်မရင်းနေခဲ့တယ်ပေါ့နော်ဒါပေမဲ့သူဒရိုက်တာဖြစ်သွားရခဲ့တဲ့အချိန်မှာတခါမှလည်းကျွန်တော်မစုံဘူးသေးဘူးဆိုလို့အားကြောင့်မလို့လည်းဒါရိုက်ဖြစ်သွားတာပါအဓိကတော့ကျွန်တော်ကိုလီတိုးကြောင့်ပါခင်ဗျကိုလေးတို့ကဖုန်းချရေးဒီခန်းလေးမှာပါဝင်ပြီးတော့အားပြည့်ပေးပါအောင်ဆိုတော့ဖုန်းချနဲ့လည်းလိုက်တယ်သူနဲ့စီဂျင်းထုတ်ပတ်ပေါ့နော်အဲ့လိုမျိုးတယောက်ကလုတ်ပေးပါလားဆိုလို့အဲ့ဒါဝင်လုတ်ပေးတာပါခင်ဗျာဟုတ်ဒီပလိုင်းကြောင့်ခွဲတာ အဲဟုတ်ကဲ့ဘုရားပါရီလုပ်နေတော့အဲကျွန်ကျွန်တော်အခုတော့ဇကားလေးတော့စက်တိုက်ရိုက်ရိုက်နေပါလေအဲအခုဇလန်တွဲတစ်ခုကျွန်တော်ရိုက်နေတယ်ဗောလေဇကားနာမည်တော့ကျွန်တော်ပြောတော့ပါပါမွန်နဲ့တယောက်ဆောင်နေတော့မပြောတော့ဘူးเนาะဒါမဲ့ကျွန်တော်လက်ဝိကားတစ်ခုတော့ကျွန်တော်ရိုက်နေပါလေဟုတ်ဖုန်းရှင်ကိုအစ်စ်ကိုဘယ်လိုမြင်လဲဖုန်းရှင်အစ်စ်ကအခုကျွန်တော်လည်းဖုန်းရှင်အစ်စ်ပါအခုဟိုအပိပြောပြောသလိုပေါ့နော် ဖုံးရှံအစ်စ်ကိုဘယ်တော့မြင်ရမှာလဲဆိုလို့ရှိရင်ကျွန်တော်ကတော့မပြောင်းလဲပါဘူးဒီပုံစံကဒီပုံစံပါပဲကျွန်တော်2020 April 18ရက်နေ့ကနေကျွန်တော်အရင်ကဖုံးရှံဆိုရက်ဖုံးရှံကို2020 April 18ရက်နေ့ကနေစပြီးတော့ပြောင်းလဲခဲ့ပြီးပြီပြောင်းလဲခဲ့ပြီးပြီးတော့ကျွန်တော်အဲ့ပုံစံအတိုင်းပဲကျွန်တော်သွားနေတာပါကျွန်တော်မပြောင်းလဲပါဘူး ောင်းတဲ့အရာကိုကျွန်တော်လုပ်တယ်မကောင်းတဲ့အရာကိုတော့ကျွန်တော်ရှောင်ပါတယ်ကောင်းတာလုပ်လို့ရှိရင်တော့ကောင်းတာဖြစ်မယ်မကောင်းတာလုပ်လို့ရှိရင်တော့မကောင်းတာဖြစ်မယ်လို့တော့ဒါကျွန်တော်တို့ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့အတွက်ကံကံကြီးအကျိုးကိုတော့ကျွန်တော်တို့ယုံကြည်ပါတယ်အဲ့တော့ဟိုသူကတော့ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်ဟိုသင်မြင်ကြတဲ့လူတွေလည်းရှိကောင်းရှိမယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ဘက်ကတော့ဘာမှတော့မပြောပါဘူးဟိုဘယ်လိုပဲဖြစ်ဖြစ်အကြောင်းအရာတွေအားလုံးမှာသူ့အကြောင်းနဲ့သူတို့ရှိကြတာပေါ့နော်ဒါ ကျွန်တော်တယောက်တော့မတူကြဘူးဗျာဒါပေမဲ့ခုနကပြောသလို function asset ကိုဘယ်တော့မြင်ရမှာလဲဆိုကျွန်တော်က function အစကလေးက function ပါပဲ asset လည်းမရှိဘူးတူလည်းမရှိဘူး function က function ပါပဲဟုတ် function ခရီးတွေကိုဘယ်လိုရှင်းရမလဲခင်ဗျာ function ခရီးတွေကိုဘယ်လိုရှင်းရမလဲအဲဒီလိုဒီလိုပါပဲဟုတ်အမဘာမှမပြောဘဲနဲ့ဘာမှမပြောချင်ဘူးပြီဒီလိုပါပဲမဟုတ်လေဒီလိုကြိုဖြတ်ခင်လေမင်းရယ်ဘူးမ ဟုတ်ကဲ့ကျွန်တော်ကြာပြတ်ခဲ့လေခုနဖြစ်ခဲ့တဲ့ဟာအဖေပြောပြောတဲ့အရာအရာတွေပေါ့နော်အဲဘလို့ကြာပြတ်ခဲ့လဲဆိုတော့ကျွန်တော်ပုံမှန်ပဲကျွန်တော်ကောင်းကောင်းတဲ့အရာကိုပဲကျွန်တော်လုပ်လုပ်တယ်လေကောင်းတဲ့အရာပဲကျွန်တော်လုပ်တယ်ကောင်းတဲ့အလုပ်ကိုလုပ်ဖို့အတွက်ကဆစ်ဆက်သွားနေရမှာပဲလေမကောင်းတာရှိလို့ရှိရင်မကောင်းတာပါပဲကျွန်တော်ရှင်းရမှာပေါ့ဒါပေမဲ့ပန်တယ်မှားတယ်ကိုမှားတယ်ကိုမှန်တယ်ဘသူမှားတယ်ဘသူမှန်တယ်ဆိုတာဒီက ကိုကိုတိုင်းဒီအသိဆုံးပါကိုမားရေကိုခံပါပဲကိုမားလို့ရှင်လဲမားတာမကောင်းတာပေါ့နော်မကောင်းတာလို့ရတာမကောင်းတာတော့ဖြစ်လာမှာပဲအဲ့တော့ကောင်းတာလုပ်လို့ရှိရင်လည်းကောင်းတယ်လို့ကျွန်တော်မှားရင်မှန်တယ်လို့လည်းမပြောမှားတယ်လို့လည်းမပြောခုနပြောသလိုလိုရှင်းတယ်လဲကျွန်တော်အရင်ပုံစံအတိုင်းပဲကျွန်တော်အကောင်းဆုံးကျွန်တော်အမှုပညာလုပ်ကိုရိုးရိုးသားသားကျွတ်ကျွတ်သားကျွန်တော်လုပ်ပါတယ်ဘယ်သူမှလည်းကျွန်တော်မစော်ကားဘူးဒါအကောင်လုံးကိုလူတယောက်ချင်းဆိုလူလူချင်းကိုအကောင်လုံးကိုလေးစားတယ် အဲမိန်းကလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်လူလူချင်းကိုအကုန်လုံးလေးစားတယ်ငယ်တိသူကိုအဲလေးစားကြည့်တဲ့သူကိုရှုသေးဒါအမြင်နဲ့ကျွန်တော်ခုဆိုလို့ရှိရင်ကျွန်တော်အမြင်နဲ့ဟိုကျွန်တော်တို့အမှုညာလောကမှာတွေ့တဲ့စီနီယာတွေတွေ့တဲ့ဆိုလို့ရှိရင်လည်းကျွန်တော်အမြင်နဲ့ရိုးသေးသေးကျွန်တော်ဆက်ဆံတဲ့ respect လေးကျွန်တော်ရှိပါတယ်ဒါအခုကျွန်တော်ပတ်ဝန်းကျင်မှာရှိတဲ့လူတွေတော်တော်များများလဲဒီတွေ့နေရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကဒါလှုပ်ယူတာလားဆိုတော့မဟုတ်ပါဘူးကျွန်တော် အရင်ကတည်းကလည်းဒီပုံစံအတိုင်းပဲကျွန်တော်နေပါတယ်။ဒါကြောတဲ့သူတွေကတော့ရှိမှာပေါ့နော်။ဒါပေမဲ့ဝကြည်ပါလို့ပါ။ကြောခံရမဲ့အချိန်ကြီးဝကြည်ပါလို့ကျွန်တော်ကြောခံရတာပေါ့။ကျေးဇူးတင်ပါတယ်။ပြီးခဲ့တဲ့အတိတ်ကိုနောင်တော့ရတယ်။အပြီးခဲ့တဲ့အတိတ်ကိုကျွန်တော်နောင်တော့ရတာပေါ့။ပြီးခဲ့တဲ့အတိတ်ကိုကျွန်တော်နောင်တော့ရတာပေါ့။ကျွန်တော်နောင်တာမရလို့ရှိရင်လည်းကျွန်တော်ဒီပုံစံနဲ့ကျွန်တော်ရှစ်ဆက်ဖြတ်တန်းလို့ကျွန်တော်ဘယ်ရမှာလဲ။ကျွန်တော်2023 6လပိုင်း28ရက်နေ့မှာစပြီးတော့ အဲလူဘဝရဲ့ငရဲဆိုတဲ့နေရာကိုကျွန်တော်ရောက်သွားတယ်2020 4လပိုင်း89ရက်နေ့မှာကျွန်တော်ပြန်ပြီးတော့ဟောဖြစ်လာတယ်ကျွန်တော်ရဲ့အမေဟိုကျွန်တော်ဟိုအတုပကျွန်တော်လမ်းပို့ခဲ့ရဘူးကျွန်တော်ဗာဆုံးရှုံးမှုလေးတွေအများကြီးကျွန်တော်ဖက်တန်းခဲ့ရတယ်ကြုံတွေ့ခဲ့ရတယ်အဲ့ဒီအပေါ်မှာကျွန်တော်ပြောင်းလဲလာတယ်ပြောင်းလဲလာဖို့အတွက်နောင်တဆိုတာအဲ့ဒီမှာကလေးကကျွန်တော်ဖက်တန်းခဲ့ပြီကျွန်တော်ကြုံတွေ့ခဲ့ရပြီကျွန်တော်ခုနေကိုယ့်အကူလဲကျွန်တော်နောင်တအဲ့ဒါရပြီသားပါအဲ့ဒါနောင်တရလို့လဲနောင်တဆိုတာနောက်မှတရတယ်ဆိုပေမဲ့မားတာကို မှားမဲ့သိပြီးတော့မှန်အောင်ပြင်နိုင်ခဲ့လို့လည်းကျွန်တော်ခုခုလည်းဟိုဒါဟိုယုံကြည်တယ်ပေါ့နော်ခုခုယုံကြည်တယ်အဲ့တော့နောက်တရရတာဆိုရပါတယ်ကိုမှားခဲ့တဲ့အရာတွေပေါ့ကျွန်တော်နောက်တရရပါတယ်အပြုရဲဆိုတော့ဒါရှင်းမှလည်းကျွန်တော်အင်တာဗျူးတွေအများကြီးကျွန်တော်ဖြစ်ခဲ့ပြီးပါပြီဒါခုပြောနေတာဒီကျွန်တော်ရှင်းမှဟိုဆိုတဲ့ငါးရက်စာလူတိုင်းလည်းကျွန်တော်သိပါတယ်အဲ့အရာမှကျွန်တော်ပြန်ပြီးတော့အကောင်းဆုံးဖြစ်အောင်ကျွန်တော်စူးစမ်းရတယ်အခုဆိုတော့ရှင်းလည်းဒါ ငါးနှစ်တည်းကိုကျွန်တော်ရောက်ရောက်လာပြီပေါ့နော်ပြန်ပြန်လွတ်လာတဲ့အချိန်ငါးနှစ်တည်းကိုရောက်လာပြီနောက်တော့ကျွန်တော်ရပြီသားပါဟုတ်ကဲ့ကျေးဇူးပါဘာဒီကမ္ဘာ့နဲ့တူဖြစ်မြောက်အောင်ကျွန်တော်တို့ကပေါင်ဝင်အဖြစ်ပြီးပြည်ရတဲ့အတွက်လည်းတကယ်ကိုမှန်တာပါလေအဲ့အတွက်လည်းကိုလီတို့လည်းကျေးဇူးတင်ပါတယ်အဲကိုစုံမိုးလည်းကျေးဇူးတင်ပါတယ်ဒါဒီကားရိုက်တဲ့အချိန်မှာကျွန်တော်အတွက်တော့အဖတ်တရားတစ်ခုတော့ရှိတယ်ဗျဟုတ်ကဲ့ဘာဖြစ်လဲဆိုတော့ကျွန်တော်ကဒီကားမှာဘာသာကား မှုစံတစ်ခုကိုကျွန်တော်တက်မြောက်သွားတယ်တကယ်ကိုတက်မြောက်သွားတာအဲ့တော့ကျွန်တော်တက်တော့အမှတ်တရပါအခုလိုမျိုးပါဝင်ခဲ့ရတဲ့အတွက်အပြည့်ပြီးဝင်ရတဲ့အတွက်လည်းကျေးဇူးများကြပါပဲအခုဒီမှာ driver ရဲ့ဘာပြောမှုလည်းမသိဘူးဘာသာစကားအဆန်းဆိုတော့ဘာဘာသာစကားလို့ကျွန်တော်ပြောတဲ့ဘာသာစကားကိုကိုကမှတ်ကြနားမလည်ဘူးဒါမှမဟုတ်တော့တော်တော်လေးကိုကြည့်တည့်တည့်လုံးကြည့်ယူရတဲ့ဟာအမှတ်တရပါ